thank you မင်္ဂလာပါရှင်မန္တလေးခေတ္တကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။အကြံဘတ်စကောင်းဆောင်မင်းအောင်လိုင်းထိုင်းနိုင်ငံဘတ်ကောင်းမျိုးမှကျင်းပမယ်။ဘင်းစတက်အစည်းအဝေးတက်မယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အကြံဘတ်စကောင်းဆောင်မင်းအောင်လိုင်းထိုင်းနိုင်ငံဘတ်ကောင်းမျိုးမှကျင်းပမယ်။ဘင်းစတက်အစည်းအဝေးကိုတက်ရောက်မှာဖြစ်ကြောင်းထိုင်းသတင်းတွေကဖော်ပြပါရယ်။ဘင်းစတက်အစည်းအဝေးတက်ရောက်ဖို့ AB 3ရက်နေ့မှ4ရက်နေ့ထိဘတ်ကောင်းမျိုးကိုရောက်လာမှာဖြစ်ပြီးအဆိုပါအစည်းအဝေးကိုထိုင်းနိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပမှာဖြစ်ကြောင်းသိရပါရယ်။ဘင်းစတက်အစည်းအဝေးရဲ့6ချိန်မြောက်ထိပ်သီး စည်းအဝေးကိုတင်ရောက်မယ်မြန်မာနိုင်ငံကထိုင်းနိုင်ငံတို့ပထမအောင်ဆုံးလာရောက်ခြင်းဖြစ်ပါတယ်။အဲ့ဒီအစည်းအဝေးကိုထိုင်းဝန်ကြီးချုပ်ကသဘာပတိတောင်းမှာဖြစ်ပြီးဘင်းစတပ်ဖွဲ့ဝင်တွေကလည်းတင်ရောက်ကြမှာဖြစ်ပါတယ်။ ဘင်းစတပ်ဖွဲ့ဝင်နိုင်ငံများမှာအိန္ဒိယ၊သီရိလင်္ကာ၊ဘင်္ဂလားဒေ့ရှ်၊ဘူတန်၊မြန်မာ၊နီပေါ်နဲ့ထိုင်းနိုင်ငံတို့ပါဝင်ပါတယ်။ဇလန်ပီဖာကန်နယ်ဝိုင်းပေါ်မှာစကားစတက်နဲ့ KIA ပူပေါင်းတပ်တို့တိုက်ပွဲဖြစ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဝိုင်းပေါ်မြို့နယ်ဖာကန်မြို့တို့မှာစကားစတက်နဲ့ကချင်လူလည်တမတော် KIA ပူပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးဌာနကမလ22ရက်မှာထုတ်ပြန်ပါတယ်။ဖာကန်မြို့နယ်ကြောက်ပြာကျေးရွာနီးမလ22ရက်မှာတိုက်ပွဲဖြစ်ပြီးဝိုင်းပေါ်အမြန်ကျေးရွာနီးမှာတော့ မလ27ရက်မှာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဖော်ပြထားပြီးတိုက်ပွဲအခြေအနေသေးစိတ်ကိုတော့မပြောသေးပါဘူး။ KIA ပူပေါင်းတပ်တွေကပုံမော်မျိုးသိန်းတိုက်ပွဲပြီးတန်းအောင်မြင်မှုရရှိရင်ကျိုးပန်းနေခြင်းစကားစကားဖားကန့်တနိုင်းမြေကြီးနားဘူတာဝဒေတာတွေမှာစီးရင်လှူရှာတာတွေစစ်အင်အားဖြည့်တင်တာတွေပြည်သူနေထိုင်ရာနေရာတွေကိုဝင်ရောက်နေထိုင်တာတွေနဲ့လူသစ်စုဆောင်တာတွေကိုလုံဆောင်နေကြောင်း KIA ကအသိပေးထားတယ်လို့သိရပါတယ်။ဆက်လက်ပြီးတပိတ်ချင်းကရှင်ညာဦးရွာကိုတော်လိုင်းတပ်တွေထပ်မံလက်လွတ်ရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းတပိတ်ချင်းမြို့နယ် ယ်ကစစ်ကောင်စီတပ်ပြန်သိမ်းပိုက်ထားတဲ့တွင်းငယ်ချင်းရွာနီကရင်းညာဦးချင်းရွာကိုတော်လိုင်းတပ်တွေပြန်လည်ဆုတ်ခွာလက်လွတ်ပေးခဲ့ရတယ်လို့ EDT သားကတိုင်ရင်တခုရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါရယ်တပိတ်ချင်းမျိုးနဲ့26ခန့်ကွာဝေးတဲ့အမှတ်73တပ်မတော်တမ်းမြင့်လေးချင်းအကြောင်းတာကကစက်သုံးရှိရဲ့တွင်းငယ်ချင်းရွာနီက ရှင်ညာဦးချင်းရွာကိုစစ်ကောင်စီတပ်ကမလ18ရက်နေ့မှာပြန်လည်တင်ပိုင်ခဲ့တာလို့ဆိုပါတယ်။ဒီတိုက်ပွဲဖြစ်တာက18ရက်နေ့မှာမနက်6နာရီကစပြီးတော့တိုက်ပွဲည9နာရီခွဲလောက်ထိဖြစ်နေတာအခုသူတို့ပြောနေတဲ့ရေကန်ပွိုင်းနေပါရီအဲ့ဒါကကကရှင်ညာဦးချင်းရွာက တကတာ73နဲ့ကတ်နေတာခြံစည်းရိုးချင်းကတ်နေတာသူတို့တက် area အကျယ်ကြီးဆိုတော့ခြံစည်းရိုးကတ်နေတာလို့အဲ့ဒီဒေသကတိုင်ရင်တစ်ခုရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်အဲ့ဒီရေညာဦးကြီးရွာမှာတတက73အကြောင်းကိုရေးပြီးနေတဲ့ရေကန်ရှိတာကြောင့်စစ်ကောင်စီကအင်အားသုံးထိုးစစ်ဆင်တိုက်ခိုက်လာတာလို့ဆိုပါတယ် အဲ့ဒီထဲမှာရေညာဥရွာထဲမှာဖရာကုံဆိုတာအဲ့ဒီကနေရေတွေကထက်ထဲကိုသွားတယ်ရှေ့ပြေးတဲ့နေရာတွေရှိတယ်အဲ့ဒီနေရာကိုအရင်ကတော့ TNL နဲ့မဟာမိတ်နဲ့ PNL နဲ့တင်ပြီးတော့ထိုင်တာအဲ့ဒီနေရာတွေပြန်လို့ကျင်တော့အဲ့ဒီကိုထိုးတာပေါ့ထိုးနေတာကြာပြီလို့ပြောပါတယ်စစ်ကောင်စီတပ်ကရေညာဥချင်းရွာကိုပြန်လည်တင်ပိုက်ဖို့2024နိုဝင်ဘာ15ရက်ကလေးကထိုးစစ်ဆင်နေရလို့ဆိုပါတယ်တံပြန်ထိုးစစ်ပေါ့အဲ့ဒီစစ်ဆက်လာတော့အဲ့ဒီကလေးကငကိုတဲ့က drone တွေကလည်းပို့အစင်မြင်လာတယ်သူတို့ရဲ့ဂျမားတွေအစင်မြင်လာတယ်လေကြောင်းတွေကလည်းအမြဲတမ်းကူတယ်လက်နက် ်ကြီးလက်နက်ငယ်အစုံပေါ့လူဝင်အားကလည်းသူတို့ဖြစ်တာတွေရှိတာပေါ့အဲ့ဒီခါကျတော့သူတို့တွေစနစ်တကျထိုးစစ်ကြီးပြန်ထိုးတာထိုးတဲ့ခါကျတော့ဒီဘက်ကအင်အားစုတွေကလည်းအဓိကစစ်ဦးစီးတွေတအန်းကငင်းချင်းယူမဲ့ဘာညာတွေကိစ္စတွေနဲ့သူတို့ကသူတို့ကသူတို့စစ်ပန်းနာတွေရှိမှာပေါ့လို့သူကဆက်ပြောပါတယ် မန္တလေးမြို့နဲ့မိုင်80ခန့်အကွာရွှေလောက်ကွက်တီကျောင်းနမဲကြီးရဲ့တပိတ်ချင်းမြို့ကိုဒေသခံတော်လိုင်းတပ်ဖွဲ့တွေကကိုရဲကြတိုက်ခိုက်ခဲ့ပြီးရနောက်ပြီးခဲ့တဲ့2024ဩဂုတ်25ရက်မှာအပိဒတ်သိမ်းပိုင်နိုင်ခဲ့တာလို့အမျိုးသားညီညွတ်ရေးဆိုရကထုတ်ပြန်ပါတယ်။တကယ်တော့တပိတ်ချင်းမြို့ကသာတော်လိုင်းပူပေါင်းတပ်တွေကသိမ်းပိုင်ရခဲ့တာဖြစ်ပြီးမြို့နယ်တစ်ခုလုံးကစစ်ကောင်စီတပ်သားတွေကင်းစင်ခဲ့တာမဟုတ်ပါဘူး။တပိတ်ချင်းမြို့သိမ်းတပ်ဖွဲ့ကထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားတွေက9မိုင်ကအင်ဂျင်နီယာတပ်စခန်းနဲ့ တွင်းငယ်ကတတကစက်တုံးမှာတွားရောက်ဆိုဝေးသလိုစစ်တပ်ကစစ်ကူပိုးတဲ့စစ်သားတွေနဲ့ပေါင်ပြီးခန့်စစ်ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။အဲဒီကနေစုဝေးစစ်ကြောင်းထိုးပြီးကြေးရွာတချို့ကိုပြန်သိမ်းယူလာတယ်ဖြစ်ပါတယ်။ပြီးခဲ့တဲ့2024နိုဝင်ဘာနဲ့ဒီဇင်ဘာမှာတွင်းငယ်ကြေးရွာမှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီးတော်လိုင်းတပ်ဖွဲ့တွေကဒီဇင်ဘာ၄ရက်နေ့မှာကြေးရွာကနေဆုတ်ခွာပြေးခဲ့ရပါတယ်။တွင်းငယ်ကြေးရွာက ရှဲကင်းစခန်းကိုမန္တလေးတိုင်းတာဝန်ခံရုပ်ကုတ်ခဲ့ပြီးအမှတ်900ကိုတက်ရင်ကချင်လွတ်လပ်ရေးတပ်မတော် KIA KPD ရဲ့ APSDF တောင်းတာတက်နဲ့တပိတ်ချင်းမျိုးနဲ့ပကဖားတို့က2024ဇူလိုင်29ရက်မှာတိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့အမှတ်၁စစ်ဒေသရုံးကထုတ်ပြန်ထားပါတယ်။ဒါအပြင်တွင်းငယ်ချေရွာကိုပြည်သူလွတ်မြောက်ရေးတပ်မတော် PLA က2024ဩဂုတ်19ရက်မှာသိမ်းပိုက်ခဲ့တာလို့အသိပေးထားပါတယ်။အဲဒီနောက်ချင်းရွာမှာရှိတဲ့အမှတ်73တပ်မတော်တမ်းမြင့်လေးချင်းကြီးကြောင့်တပ်တာက73ကိုတော်လိုင်းတက်တွေကပိတ်ဆို့ထားခဲ့တာပါ။ ါဒါပေမဲ့၃လကျော်အကြာမှာစစ်တပ်ကပြန်ထိုးစစ်ဆင်လို့တွင်းငင်ရွာကနေတော်လိုင်းတက်တွင်ပြန်ဆုတ်ခင်ရတာပါကျင်းရွာကနေအပီးဆုတ်ခွာပေးရတာမျိုးမဟုတ်ပဲကျင်းရွာပြင်ကနေစစ်ကောင်စီတက်တွေကိုဝင်းရံပိတ်ဆို့ထားစေလို့ PNLi ကပြောပါတယ်ဒါပြင်မိုးကုတ်နဲ့မိုးမိမြူသိမ်းတိုက်ပွဲတွေကထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားတွေကလည်းတွင်းငင်ရွာကတတက73ရှိရာကိုပြေးလာပြီးစုဝေးနေကြတာပါလက်တလုံးမှာတော့ခုနှစ်မိုင်ကျင်းရွာမှာတိုက်ပွဲတွေပိုဖြစ်ပြီးခုနှစ်မိုင်ကိုအဓိကဦးဆောင်တိုက်ခိုက်နေတာကမန္တလေး PDF မိုးကုတ်ပြူရနဲ့ TN NNL လို့ဖြစ်ပါတယ်။အခုစုပ်ပေးလိုက်ရတဲ့ရှင်ညာဦးချင်းရွာကိုလည်းအဲ့ဒီတရင်တွေကထိန်းထားတာဖြစ်ပါတယ်။ ဆက်လက်ပြီးကတားတိုက်ပွဲမှာဖန်ဆင်းရမိတဲ့စစ်တုံပန်းတွေနဲ့စစ်မှုထမ်းရန်ဖန်ဆင်းခံရတဲ့လူငယ်တွေများပြီးအတမ်းမပြည့်ရဲ့တွေလည်းပါဝင်နေဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းနိုင်ကတားနဲ့အင်းတော်မျိုးသားမလ15ရက်နေ့ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာဖန်ဆင်းရမိတဲ့စစ်တုံပန်းတွေရဲ့စစ်မှုထမ်းဖို့ဖန်ဆင်းခံရတဲ့လူငယ်တွေပါဝင်နေရလို့တော်လိုင်းတဖွဲ့ဝင်တွေကပြောပါတယ်။ဖန်ဆင်းရမိတဲ့စစ်တုံပန်းတွေကအသက်20ဝန်းကျင်လူငယ်တွေအများစုပါဝင်နေပြီးအသက်18နှစ်မပြည့်သေးသူတွေလည်းပါဝင်နေလို့တော်လိုင်းတဖွဲ့ဝင်တုံးကပြောပါတယ်။အသက်20ကျော်လောက်ကလေးများ ားတဲ့အသက်16နှစ်တွင်ရောအဲ့ဒီတက်19နှစ်အရွယ်တောင်ပါသေးရဲ့အကုန်လုံးကပေါ်တာဆွဲခံရပြီးစစ်တဲပို့ခံခဲ့ရတာတွေလို့ဆိုပါတယ်စစ်တုံပန်းနေထဲမှာအီယာရီတိုင်းနဲ့ရန်ကုန်တိုင်းတွေကအများဆုံးပါဝင်နေပြီးသူတို့ရဲ့အသေးစိတ်အချက်အလက်တွေကိုတော့မသိရသေးပါဘူးအသေးစိတ်အချက်အလက်တွေကိုတော့မသိရသေးဘူးသူတို့ကပေါ်တာဆွဲခံရပြီးတယောက်လာတယ်လို့ပဲသိရတယ်သူတို့စစ်တုံပန်းနေပြောတာတော့ကျွန်တော်တို့ကဆက်လက်မတိုက်တတ်ဘူးတနက်တန်ကျရင်ကိုရှင်တုံပန်းတုံနေဖြစ်လို့ဆိုပြီးသူတို့ကတော့ပြောတယ်လို့ဆိုပါတယ်မန္လာ15ရက်နေ့မှာကတားမျိုးကခမာယာ1063ကိုခလာယာ 6တက်ကနေအင်းတော်မျိုးဘက်ကိုအင်အား150လောက်နဲ့စစ်ကူသွားတဲ့စစ်ကောင်စီစစ်ကြောင်းကိုပင်မလွတ်ရွာနီးပဒေါင်းကြီးနဲ့ပဒေါင်းလီတောင်ကြားမှာကာကွယ်တပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာပါအဲ့ဒီတိုက်ပွဲအတွင်းတော်လိုင်းတပ်ဖွဲ့တွေကစစ်တုံးမှန်30ရာကိုဖမ်းဆီးရမိခဲ့တယ်လို့စစ်ကောင်စီစစ်သား33တေဆုံးပြီး32ဦးဒဏ်ရာရရှိခဲ့တယ်လို့ NUG ကာကွယ်ဝင်ကြီးဌာနကမလ22ရက်နေ့မှာထုတ်ပြန်ပါတယ်ဒါပြင် MA1 29လက် MA2 6လက် MA3 12လက် MA4 3လက် MA11 10လက် MA50 10လက် န်အန်နီဒရုန်းဂန်တလန် ME တန်းပုံတိ38လုံး MG အတောင်း1000 ME 50G အတောင်း2000 60မှပုံတိ18လုံး GA 113ကိုကြောဘူးချံမှာတကူးဆက်သွင်းတလုံးအထိုင်ဖုန်းတလုံးကြီးကအုတ်ထုတ်17လုံးတို့ကိုတင်ဆက်ရမိရဲ့လို့ထုတ်ပြန်ချက်မှာဖော်ပြခဲ့ကြောင်းသတင်းမှဖော်ပြပါရှိပါရှင်။